နိုင်ငံရေးကိုစီးပွားရေးနဲ့မရောထွေးပဲနဲ့စီးပွားရေးသမားအဖြစ်နဲ့လုံမစားတဲ့နိုင်ငံရေးသမားတွေမဲပေးရွေးချယ်ကြဖို့စစ်ကောင်ရှိရုပ်ကောင်ပွဲမှာဝင်ရောက်ရှိပြိုင်မဲ့တတိပုဂ္ဂလကိုယ်စားလောင်ဒေါ်စနာမင်းကမနေ့ကမဲဆက်ပြောဆိုလာပါတယ်။ပါတီထက်လူကပိုရေးကြည့်တယ်လှွတ်တော်ကိုယ်စားလောင်ဟာရည်ချင်းရှိတဲ့လှွတ်တော်ကိုယ်စားလောင်ဖြစ်ရမယ်လူကောင်းဖြစ်ရမယ် အရေးကြီးဆုံးကတော့နိုင်ငံရေးကိုစီးပွားရေးနဲ့မရောထွေးပဲနဲ့စီးပွားရေးတမအဖြစ်နဲ့မလုံဆားသောနိုင်ငံရေးတမကောင်းတွေဖြစ်အောင်ပြည်သူလူထုကရွေးချယ်ပေးဖို့လိုအပ်ပါတယ်လို့မနေ့အောက်တိုဘာ29ရက်မနက်ပိုင်းမှာဒေါ်စနာမင်းကလူမှုကွေရန်စာမျက်နှာကနေမဲဆွယ်ပြောဆိုခဲ့တာပါဒါပြင်အခု2025ခုနှစ်ဟာတတိပုဂ္ဂလကိုယ်စားလှယ်တွေအကောင်းမဲ့နှစ်လို့လေသူမကထပ်ပြောပါရယ် ဒေါ်စန္ဒမေဟာစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မှုမြို့သားဒီမိုကရေစီအင်အားစုပါတီ NDF ဒုဥက္ကဋ္ဌအဖြစ်တောင်းယူခဲ့ပေမယ့်ပါတီဝင်ဥယျာဉ်မပြည့်မီတဲ့အတွက်ပါတီဖျက်သိမ်းခံခဲ့ရပါတယ်။အဲဒီတော့သူမဟာလာတာမြို့နယ်ပြည်သူလူထုကိုယ်စားလှယ်နေရာကနေတတိပုဂ္ဂလ90လောင်းဖြင့်ရှင်းပြိုင်မဲဆွယ်နေတာပါ။ဒေါ်စနာမေဟာ2012ကြားပြရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့2015မှာရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဖြစ်မြို့တော်ဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကနေဝင်ရောက်ရှိပြိုင်အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာ28မှာပြုလုပ်မယ့်စစ်ကောင်ရှင်ရုပ်ကောင်ပွဲမှာနိုင်ငံတော်အနေနဲ့ပါတီ6ခုတိုင်းနယ်ပြည်နယ်တစ်ခုစီတွေစီအောင်မယ့်နိုင်ငံပါတီ52ခုကိုယ်စားလောင်း9000ကျော်နဲ့ဒေါ်ဆန္ဒမင်းအပောင်ဝင်တတိပုဂ္ဂလကိုယ်စားလောင်း95ဦးတို့ပါဝင်ရှင်ပြိုင်ကြမှာပါ။ လက်ရှိမှာတော့ကြန့်ခိုင်ပါတီကအမှတ်လောင်းအရေးတွဲ2018ကိုရှောက်လာတည်ထင်ခဲ့ပြီးတော့မဲဆန္ဒနဲ့28ခုမှာရှင်ပြန်မတ်သူမရှိတဲ့အတွက်အလိုလျောက်ကြန့်ခိုင်ပါတီကအနိုင်ရရှိထားပါတယ်။